အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာမန်းတင်ရေးသားတဲ့ဒုတိယအရွယ်နှစ်ဆိုတဲ့စာအုပ်ထဲမှာဥစ်ဘတ်စတန်ဆိုတဲ့စောင်းမလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်။အခန်းတကျွန်တော်တို့ဒီဥစ်ဘတ်စတန်ဤမြို့တော်တရက်ကိမြို့သူညာဦးတွင်ရောက်ရှိလာကြသည်။လေစိတ်တွင်ပြည်내ဆိုင်ရာအကြီးအကဲများက လာရောက်ကြိုဆိုကြလေသည်တဲခူရဟိုတယ်သို့ရောက်သည့်ချိန်တွင်ကျွန်တော်ဤနိုင်သည်ည7:00နာရီကိုပြလျက်ရှိတော်လဲတချက်ကင်းဆန်တော်ချိန်က7:00နာရီသာရှိသေးသည်ဟိုတယ်သို့ရောက်ရှိပြီး ခဏတစ်ဖြုတ်နားနေကြကအိယာသို့ဝင်ကြလေသည် နနက်ခင်းသည်ချမ်းရေးလှသည်တို့ရတွင်မော်စကိုလောက်မအေးလှပါနနက်စာစားတော့ကြရန်ပြင်ဆင်ထားသောဇပွဲပေါ်တွင်တည်တည်မျိုးစုံနှင့် ပြည့်နေလေသည် အထူးသဖြင့် ဇပြည့်သီးတွေကို ပုံတဏ္ဍရောအယောင်မှာမျိုးစုံတွေ့ရလေသည် အနီအဝစိမ့်အရှိအပုနနက်စာစားပြီးသောအခါမြို့တော်ဤဘီသူကချုပ်ကြီး ဦးဆောင်လျက်မြို့ကိုလှည့်ပတ်ပြတာလေသည်ဘီသူကချုပ်ကြီးသည် ကျွန်တော်တို့အားစကပြံမတဆင်မြို့တော်ဤတမိုင်းထင်ရှားသောအဆောင်ဝင်ကြီးများ၏အကြောင်းအရာစာသည်များကိုရှင်းလင်းပြောပြလေသည်ကျွန်တော်တို့သည်ရုံးအဆောင်ဝင်ကြီးများစာကြီးတိုင်းပြဇက်ယုံ ပန်းဦးရင်များစားသည်တို့ကိုလှဲ့လှယ်ကြည့်ရှုကြသည်။အိုစပတ်စတန်စာပေပညာရှင်ကြီးတဦးဖြစ်သော အလီရှား၏ကျေးရွတ်ထူကြီးကိုလည်းရောက်ရှိကြသည်။အိုစပတ်မျိုးသားတို့သည်အာရတ်အဆက်အနွယ်များဖြစ်ကြသည်ဟုဆိုသည်။သူတို့သည်အရှေ့တိုင်းဆန်သူများဖြစ်ကြသည်။အမျိုးသားရောအမျိုးသမီးပါဦးထိပ်တွင်ကက်လျက်ရှိသောအုတ်ထုံငယ်လေးများကိုစောင်းထားကြသည်။အမျိုးသားဆောင်သောအုတ်ထုံများသည် အနက်ခံဖြစ်၍ အဖြူပန်းမွေများဖော်ထားကြသည်အမျိုးသမီးအုပ်ထုပ်များသည်တောက်ပသောအယောင်သွေးများဖြင့်ပန်းကွက်ဖော်ထားသည် အချို့ပရီးစီများစီထားတကြသည် အမျိုးသားတို့သည် အများအားဖြင့်အနောက်တိုင်းဝင်များကို ဝစ်ဆင်ထားတကြသည် အချို့အိန္ဒိယတိုင်းသားဆန်ဆန်ရှက်အင်ကြီးပေါ်မှလက်ပြက်ကိုကျက်အင်ကြီးများကိုသာဝစ်ဆင်ထားတကြလေသည်အမျိုးသမီးများသည်ဘောင်းမီအပါခက်ပွတ်ပွတ်နှင့်အပေါ်အင်ကြီးရှိကို ဝစ်စင်ထားကြသည် တကယ်ဆိုတော့ဒီကလူတွေဟာအစ္စလမ်ဘာသာဝင်များဖြစ်ကြပါတယ်သို့ပေမဲ့အခုတော့အသက်ကြီးရွယ်အိုတွေလောက်ပဲဘာသာရေးကိုအလေးထားကြပါတော့တယ်လူငယ်ပိုင်းကတော့တိတ်စိတ်ဝင်စားကြတော့ပါဘူးအမျိုးသမီးတွေရဲ့ခေါင်းမိကျုံစနစ်လည်းပျောက်တက်လောက်ပါပဲတောနယ်တွေမှာတော့နည်းနည်းပါးပါးတွေ့ရပါတယ်ဟုကျွန်တော်တို့နဲ့အတူပါလာသူဥစဘတ်မိတ်ဆွေတဦးကပြောပြနေသည်အခန်းနှင်းဥစဘတ်ပြည်နယ်သည်ဝါကုန်းအများဆုံးစိုက်ပျိုးရာဒေသဖြစ်သည် ကျွန်တော်တို့သည်ဝါခွန်ဆိုင်ပြိုးရေးဆိုင်ရာပြည်내ဝန်ကြီးနှင့်တွေ့ဆုံကြသည်ဝါခွန်ကိုအဓိကထား၍ဆိုင်ပြိုးသောစုပေါင်းလေယာတစ်ခုကိုလည်းတွားရောက်ကြည့်ရှုကြသည်ထိုစုပေါင်းလေယာတွင်ထွန်ရက်ဆိုင်ပြိုးမျိုးစီချသည်မှအစရိတ်သိမ်းသည့်အထိစက္ကရိယာများကိုသာအသုံးပြုပြီးလောက်ကိုင်းသည့်အကြောင်းများကိုရှင်းလင်းပြောကြသည်ကာဂါနိုဗစ်စုပေါင်းလေယာဌာနများကို1930ခုနှစ်တွင် တည်ထောင်ခဲ့ကြသည်တည်ထောင်စအချင်းကဝါခွန်းဆိုင်ပြိုးနိုင်သည့်မြေဧရိယာမှာဟက်တာ120မျှသာရှိသည်တဖြည်းဖြည်းတိုးချဲ့လာခဲ့ရာ1935ခုနှစ်တွင် ဟက်တာ220ရှိသောမြေပေါ်တွင်ဝါခွန်းများကိုစိုက်ပျိုးနိုင်ခဲ့လေသည်ထိုနေရာသည်ရှေးခါကလူနေအိမ်ကြီးမရှိသော လွင်ဒီခေါင်တဲခန္ဓာရာကြီးဖြစ်သည်စိုက်ပျိုးရေးအတွက်အခက်အခဲမျိုးမျိုးနှင့်ရင်ဆိုင်ကြရသည် ရေပြက်တနာမှာ အကြီးဆုံးဖြစ်သည်အသင်းဝင်တို့သည် ရေရရှိရေးအတွက်အစိုးရ၏အကူအညီဖြင့်ရေမြောင်းကြီးများနှင့် ရေလောင်ကန်များကိုဇွဲကောင်းကောင်းဖြင့်ဖောက်လုတ်တူးဖော်ဆောင်ရွက်ခဲ့သောကြောင့်ယခုအခါတွင် စိမ့်လန်းစုပြေလျက်ဝါပြောတာယာနေသောဒေတာကလေးအဖြစ် ဖန်တီးထားနိုင်ကြခြင်းဖြစ်သည်ဟုစုပေါင်းလျာဥက္ကဋ္ဌကရှင်းလင်းပြောပြလေသည်1942ခုနှစ်တွင်အသင်းဝင်မိသားစုတို့၏ နေများကိုအကွက်ချ၍စတင်တိဆောက်ကြသည်ဟတ်တာ30ကျဲဝန်းသောမြေကွက်ကိုဥယျင်ချမ်းမြေအဖြစ်အသုံးပြုကာစပစ်သည် ပန်းသည် စတော်ဘယ်ရီသည်နှင့်အခြားသောသီးပင်ပန်းပင်များစိုက်ပျိုးခဲ့ကြလေသည် ထို့နောက်ဟတ်တာ400တိုးချဲ့လုတ်ကိုင်းလာကြရာအသင်းဝင်တို့၏ဝင်ဝင်များသည်လည်းတစ်နှစ်တက်တစ်နှစ်များပြားလာလေသည်သူတို့ပိုင်ပစ္စည်းများလည်းတဖြည်းဖြည်းတိုးတက်လာခဲ့လေသည် 1935ခုနှစ်တွင် အသင်းပိုင်ပစ္စည်းမှာရုရှားငွေရူဘယ်တောင်းသုံးတော်များသာရှိတော်လဲကျွန်တော်တို့ရောက်ရှိသည့်1952ခုနှစ်တွင်စုပေါင်းလေယာဌာနပိုင်သောပစ္စည်းတန်ဖိုးမှာ33ကြိဖြစ်လေသည်ဌာနပိုင်တရိတ်ဆန်ဥယျာဉ်မှာလည်း140မှ1000ကျော်ထိတိုးတက်နေလေပြီကျွန်တော်တို့သည်စုပေါင်းလေယာဌာနတွင် တနေရာမှတနေရာသို့လှည့်လည်ကြီးစုကြသည် ထို့နောက် အသင်းဥက္ကဋ္ဌ၏ခြံဝင်းတွင်ရှိစပေးစင်ရိပ်အောက်တွင်တဲခင်းကျွေးမွေးသော နေလေစာကို သုံးဆောင်ကြသည် ထိုဌာနမှ အမျိုးသမီးအမျိုးသားများပါဝင်သော အပျော်တမ်းဒူရိယာအဖွဲ့ကတီးမှုတ်ကကုံဖျော်ပြကြသည် နောက်နေ့များတွင်တစ်တီးမျိုးစုံစိုက်ပျိုးသော စတာလင်စုပေါင်းလေယာဉ်တို့၎င်းစပားကိုအတိကထား၍စိုက်ပျိုးသောပိုလာစတာစုပေါင်းလေယာဉ်တို့၎င်းတွားရောက်လေလာကြည့်ရှုကြလေသည် ကျွန်တော်တို့ရောက်ရှိခဲ့သောစုပေါင်းလေယာဌာနတိုင်းလိုလိုပင်တဲခန္ဓာရအလဲ၌တစ်ပင်ကြီးငယ်တို့ဖြင့်ဝေဝေဆာဆာစိမ့်လန်းဆိုပြနေသည်ကိုတွေ့ရသည်စုပေါင်းလေယာနေနမိတ်မှခက်လန်းလန်းသို့မျှော်ကြည့်လိုက်လျှင်အပူချိန်တရေရေထွက်နေသည့်တဲမြေပြင်ကြီးများကို တွေ့ရလေသည်စုပေါင်းလေယာဌာနတည်းရာဒေသသည်လည်းရှေးခါကဒီလိုပင်တဲအတိဖုံးလွှမ်းနေသည်သာဖြစ်လိမ့်မည်ယခုတော့ဖြင့်အသွေးနာမကား မြေကြီးမြေနှင့် အခြေအနေတွေပါ ပြောင်းလဲနေကြလိမ့်မည်ကျွန်တော်တို့သည်လေယာဆိုင်ပြိုးရေးဆိုင်ရာပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေးကြသည်ဥစ်ဘတ်စတန်၏ရင်ကျေးမှုဆိုင်ရာဌာနအသီးသီးတို့လည်းတွားရောက်လေ့လာကြည့်ရှုကြသည်တက်ရှကင်းမြို့ရှိအမျိုးသားဇက်ယုံကြီးတွင်ဥစ်ဘတ်ဘာသာစကားဖြင့်တင်ဆက်ကားပြလျက်ရှိသောရှေ့စပီးယား၏ဟင်းမလတ်ပြဇက်ကို၎င်းမျိုးသမီးတို့သည် အမျိုးသားများကဲ့သို့ပင်တိုင်းရေးပြည်ယာများကို ဆောင်ရွက်ရန်တာဝန်ရှိသည့်အကြောင်းကိုဖော်ထုတ်ထားသည့်ခေတ်သစ်ပြဇာတ်များကို၎င်းကြီးစုကြရလေသည်ပြဇာတ်ထဲတွင်ဘာသာရေးအရေးချုပ်များကိုပြည့်ရည်ပြုကပြသွားသည်ကိုလည်းတွေ့ရသည် တက်ရှကင်မျိုးနှင့်ပဝင်ကျင်ဒေတာများရှိ လေယာစိုက်ပျိုးရေးဆိုင်ရာဌာနများ အဖွဲ့အစည်းများသို့ရဲတပ်ဘက်ခံလေလေလေးလာကြပြီလင် မော်စကိုမြို့သို့ပြန်လာကြလေသည်အခန်း၃ကျွန်တော်တို့သည် မော်စကိုမြို့တွင် နရက်ခန့်နေထိုင်ကြသည် နေလည်နေခင် အားလက်သမျှအချင်းကိုလူ၍လေယာဆိုင်ပြိုးရင်းနှင့်ပတ်သက်သောရုပ်ရှင်ကားများကိုတက်ဆိုင်ရာတို့မှစီစဉ်ပေးသည့်အချိန်တွားရောက်ကြည့်ရှုကြသည်စူပေါင်းလေယာဌာနကြီးများနှင့်စက်မှုလေယာဌာနများအကြောင်းဈေးရောင်းဆုံးကားများကိုကြည့်ရှုကြရသည် တနေ့သောနံနက်ခင်းတွင် ကျွန်တော်တို့သည် နေလေစာစားသုံးရန်အောက်ထပ်သို့ဆင်းလာကြရာထမင်းစားခန်းကြီး၏တစ်ဖက်တွင်မြမပြီမရောက်ရှိနေသည့် ယဉ်ကျေးမှုအဖွဲ့ဝင်များကို တွေ့ရှိရသောကြောင့်ဝမ်းမြောက်ဝမ်းသာ အပြန်အလှန်နှုတ်ဆက်ကြလေသည် အဖွဲ့ဝင်တွေတွင်ဆရာကြီးဦးအောင်လှခေါင်းဆောင်၍ဦးချင်းစိန်ရွှေညာမောင်ဦးပါစိုးဦးအောင်စိုးပကြီးဦးစိုးမောင်တာကရငစိုးဦးအောင်တန်းဘိုးချုပ်အကိုဂျားနေကျော်မမလေးတက္ကသိုလ်ကျော်ရှင်ဦးလာတင်ဦးချစ်ကြီးဦးတင်ရွှေပခုတ်ကူတို့ကိုတွေ့ရလေသည် ဤပနိုင်ငံတွင်မိမိနိုင်ငံမှမိတ်ဆွေများကိုတွေ့ရသဖြင့်ကျွန်တော်တို့အားလုံးဝမ်းမြောက်ဝမ်းသာဖြစ်နေကြလေသည်သူတို့အဖွဲ့သည်အိန္ဒိယပါကစ္စတန်ကိုဖျက်ပြီးကိုင်ဘာတောင်ကြားလမ်းခရီးတိုင်းမော်တော်ကားများဖြင့်ကုန်းလမ်းမှလာခဲ့ကြသည်ဟုသိရသည် နောက်တနေ့ဆိုလျှင်မော်စကိုမှကျွန်တော်တို့ထွက်ခွာကြရပြီတော့မည်ထို့ကြောင့်ပစ္စည်းများကိုထုတ်ပိုးပြင်ဆင်ကြရသည်ထိုနေ့ညနေတွင်တန်မကြီးဦးအောင်ကညစာစားပွဲဖြင့် ဧကံရန်စီစဉ်ထားသည်သည်ဤကဲ့သို့အလုံများနေသည့်အထဲကပင် ဆိုဘီယက်ပြည်ထောင်စုတမရာကြီးမစ္စတာရှဗာနစ်နှင့် တွေ့ဆုံရမည်အရေးသည် ပေါ်ပေါက်လာပြန်သည်ဒုတိယဝန်ကြီးတွေနှင့်တက်ဆိုင်ရာပုဂ္ဂိုလ်များသည်ပြာရာခက်လျက်ရှိကြသည် အဖွဲ့ခေါင်းဆောင်သည်မြန်မာအမျိုးသားဝတ်စုံဖြင့်တွားရောက်လို့သောဆန္ဒရှိနေသောကြောင့်ထုတ်ပိုးပြီးသောခီးဆောင်တက်တာထဲမှပစိုးတောင်ရှိရင်ပုံးအင်းကြီးနှင့်ခေါင်းပေါင်းကို ကဗျာဂတိထုတ်ပေးရလေသည်ကြံပုဂ္ဂိုလ်များမှာဥရောပဝစ်စုံကိုပင်ဝစ်ဆင်သွားကြသည် ကျွန်တော်တို့သည်ကရင်မလင်နန်းတော်ဝင်းတွင်သို့ရှေးပြေးမော်တော်ဆိုင်ကယ်နှစ်စီးဦးဆောင်က မော်တော်ယာဉ်များဖြင့်ဝင်ရောက်သွားကြပြီးနောက်စစ်အရာရှိတဦးကအဆောင်ဝန်အတွင်းသို့ခေါ်ဆောင်သွားလေသည် အပေါ်ဒက်သို့ဓာတ်လီကားဖြစ်တက်ပြီးအခန်းကြီးတစ်ခုအတွင်းသို့ရောက်ရှိကာတကလက်စိန်ဇပွဲခင်းကြီးခင်းသည်ဇပွဲတွင်ထိုင်မိ၍မကြမြင့်မီ ။တမရာကြီးသည်တဖက်တကားမှထွက်လာ၍ကျွန်တော်တို့အားလက်ဆွဲနှုတ်ဆက်လေသည်။တမရာကြီးနှင့်ကျွန်တော်တို့သည် ထွေရလေးပါးစကားများကို အပြန်အလှန်ပြောဆိုကြသည်။ပြဒနာအရေးရက်ကိုဆွေးနွေးကြသည်။ဆိုဗီယက်ပြည်ထောင်စုတွင်သွာလာလေ့လာခဲ့သည့်အကြောင်းများကိုပြောဆိုသည်။သူပြောဆိုမေးမြန်းသည့်စကားများကိုထောက်ချင်း၍သူ့နိုင်ငံ၏စီးပွားရေးလူမှုရေးစသည်များကို ကြည်ကြည်ညံ့ညံ့တည်ထားသူဖြစ်ကြောင်း အကဲခံနိုင်ပေသည်တမလာကြီးထံမှပြန်လာကြသောအခါမြမတန်မတ်ကြီးဦးအောင်ကတီးခင်းသောနှုတ်ဆက်ညစာစားပွဲသို့တက်ရောက်ကြလေသည်ထိုညစာစားပွဲသို့ဆိုဗီယက်ပြည်ထောင်စုဆိုင်ရာလေယာဆိုင်ပြိုရေးဌာနဝန်ကြီးဘင်နက်ဒစ်တော်လေတက်ရောက်လေသည်ညစာသုံးဆောင်ပြီးသောအခါအဖွဲ့ခေါင်းဆောင်တခင်တင်တန်မတ်ကြီးဦးအောင်နှင့်ဆိုဗီယက်ပြည်ထောင်စုလေယာဆိုင်ပြိုရေးဌာနဝန်ကြီးတို့က နတ်ပြည်တော်ချစ်ကြည်ရဲ့မိန်ကုံးများကိုရွက်ချ၍စုံမောင်ကောင်းများတောင်းကြလေသည် အခန်းလေးအော်တိုဘာလ24ရက်နေ့နနက်၈နာရီတွင်ကျွန်တော်တို့သည် မော်စကိုမှ လေယာဉ်ဖြင့်ထွက်ခွာလာကြရာ ပထမဆုံးဖင်လန်နိုင်ငံဟယ်ဆင်ကီမြို့သို့ရောက်သည် ထို့မှ လေယာဉ်ပြောင်းစီး၍ဆက်လက်ထွက်ခွာလာရာဆွီဒင်နိုင်ငံစတော့ဟ ோம் မြို့တွင်တထောင်နား၍ပြင်သစ်နိုင်ငံ ပါရီမြို့သို့ရောက်ကြသည် ပါရီမြို့တွင်တန်အမတ်ဖြစ်ဆောင်ရွက်နေသူဥဇော်ဝင်းဥဇော်မြင့်သိန်းနှင့်တန်ယုံဝန်ထမ်းများသည်ပါရီမြို့ရှိ လေလာဝဲရာကောင်းသောနေရာများကိုလိုက်လံပို့ဆောင်ပြသကြသည်ပြည်သက်နိုင်ငံသို့ရောက်ရှိနေသူဒေါက်တာဂွမ်လျောင်းကလောင်မီမောင်ဖြူးနှင့် ကိုချစ်လှိုင်တို့ကိုလည်းတွေ့ရလေသည် ကိုချစ်လှိုင်သည်ပါရီမြို့တက္ကသိုလ်တစ်ခုတွင် ပြင်သစ်ဘာသာသင်ကြားနေသူဖြစ်၍ပြင်သစ်စကားကိုကျင်းလည်စွာပြောတတ်နေပြီဖြစ်သောကြောင့် တွားလီယာတွင်သူ၏အကူအညီကို များစွာရရှိလေသည်ကျွန်တော်တို့သည် ပါရီမျိုးရှိပြတိုင်းအမျိုးမျိုးတို့၎င်းနမဲကျော်အီဖယ်မျော်စင်တို့၎င်းမျိုးလည်းရှိ အောင်ဘိမှန်တို့၎င်းတွားရောက်ကြည့်ရှုလေ့လာကြသည်ဗာဆိုင်မျိုးတို့လည်းတွားရောက်၍ပထမကမ္ဘာစစ်ကြီးပြီးစကငင်းချမ်းရေးစားကြုပ်လက်မှတ်ရေးထိုးရာ14ရောက်မြောက်လူဝေဘရင်ကြီး၏နန်းတော်တို့လည်းတွားရောက်ကြည့်ရှုလေ့လာကြသည် ိုချစ်လိုက်နဲ့ကျွန်တော်ဒီပြင်သစ်စာရေးဆရာကြီးအလက်ဇန္ဒားဒူးမဤသားဒူးမအငယ်ရေးသားသည်ဖျောင်းပန်းအမည်ရှိဝတ္ထုကို ပြဆက်အဖြစ်ပြောင်းလဲတင်ပြသွားသည်ကိုတွားရောက်ကြည့်ရှုခဲ့ကြသည်ဇက်ဆောင်အမျိုးသမီးသည် အလွမ်းတရုတ်ဆောင်ကောင်းလာသည်ချစ်ရက်နှင့်ကွဲရသည်ဇလန်းဖြစ်သည်ဒူးမဤသားသည်သူ၏ခံစားချက်ကိုထီထီမိမိရေးသားထားသည် ဝတ္ထုဖြစ်လေသည်ဦးချစ်လှိုင်းသည် ထိုပြဆက်ကို အလွန်သဘောကျဟန်ရှိသည်သူမြန်မာပြည်ပြန်ရောက်သောအခါထိုဝိထုကိုဘာသာပြန်အုံးမည်ဟုပြောကြလေသည်ပါဠိတွင်ကျွန်တော်တို့သည်၃လရက်ခန့်နေထိုင်ပြီးဆက်လက်ထွက်ခွာလာကြရာဆွစ်ဇာလန်နိုင်ငံဇူရစ်မြို့တွင်နှစ်ရက်ခန့်ရနာကြသည် ထိုမှအီတလီပြည်ရောမမြို့သို့မိရထားဖြင့်ထွက်ခွာလာကြသည်လန်ခီတွင်အဲတောင်ကြားများကိုဖျက်တမ်းလာခဲ့ရသည် မိုးတီတီခေါင်မြင်မာပြီးစီးနှင်းတွေအုံနေသည့်တောင်ကြီးများဖြင့်မြင်ကွင်းသည်ရှူမကြီးအောင်လှပလေသည်ရောမမြို့တွင် ရှေးခေတ်ကသမိုင်းတွင်ထင်ရှားခဲ့သောအဆောက်အုံများပုပ်ရဟန်းမင်းကြီးတရင်တုံးရာဗင်ဒီကန်မြို့တော်နှင့်စိန်ပီတာဘုရားရှိခိုးကျောင်းရှိ မိုက်ကယ်အိန်ဂျလို၏လက်ရာများဖြစ်သော ပကြီကားနှင့်ရုပ်ထုများကို လေ့လာကြသည်ယောမမဆက်လက်ထွက်ခွာရာဣရက်နိုင်ငံ အာဆီယာမြို့ပါကစ္စတန်နိုင်ငံကရာချီမြို့နှင့်ဓာကာမြို့ကို ဖြတ်တန်းပြန်တန်းလာကြသည် ကျွန်တော်တို့အဖွဲ့သည်ရန်ကုန်မြို့သို့1952ခု နိုဝင်ဘာလ3ရက်နေ့တွင် ပြန်လည်ရောက်ရှိကြလေသည် နာဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်